ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့အင်ဦးကြီးရဲ့ကိုယ်စွဲတို့အဖွဲ့အပါအဝင် PDF များပေါ်ဘလို့သဘောထားနေလဲထောက်ပံ့မှုအခြေတွေကဘလို့လဲစသည်ပြပြပါပြီတဲ့ ကိုငိမ့်ချမ်းအောင်မင်္ဂလာပါရှင်အခုကြောင်ရတဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်တုံးသက်ပေးကြပါအောင်ရှင်ပြီးတော့ဖွင့်ပါတယ်အခုကျွန်တော်ပြောချင်တဲ့အကြောင်းအရာနှစ်ခုရှိတယ်အဲ့ဒီအကြောင်းအရာနှစ်ခုကဗမာပြည်သူတွေဟာ UNG ကို အားကိုးကြတယ် UNG ကို မျှော်ကိုးကြတယ် ဗမာပြည်သူတွေဟာ အမေရိကန်ကို အားကိုးကြတယ်ဗမာပြည်သူတွေဟာအမေရိကန်ကိုမျှော်ကိုးကြတယ်အဲ့ဒီဗမာပြည်သူတွေအားကိုးတဲ့အန်ယူဂျီရဲ့ဗမာပြည်သူတွေအားကိုးတဲ့အမေရိကန်ရဲ့ဒီနိုင်ဒီအကြောင်းအရာနှစ်ချက်ကိုကျွန်တော်ပြောမှာဖြစ်တယ်အဲ့တော့ဗမာပြည်သူတွေအရင်ဆုံးအားကိုးတဲ့ဗမာပြည်သူတွေအရင်ဆုံးထိတွေ့နေရတဲ့အန်ယူဂျီကိစ္စကိုကျွန်တော်အရင်စပြီးပြောမှာဖြစ်တယ်အဲ့တော့ဗမာပြည်သူတွေအရင် ထိတွေ့ဆက်ဆံပြီးတော့ဗမာပြည်သူတွေအရန်အားကိုးနေကြတဲ့ UNG ရှိတယ်။ UNG မှာနော် PDF တက်ရင်းနေတဖွဲ့ပြီးတဖွဲ့ထွက်သွားတယ်ထွက်သွားတယ်ထွက်သွားတယ်ဆိုတဲ့သတင်းကိုကြားနေရတယ်။ဒီတော့ UNG က PDF တက်ရင်းနေကိုဘလို့ထောက်ပံ့နေလဲပြီးတော့တက်ရင်းတရင်းကို380သိန်း100ကျောင်းထောက်ပံ့နေဆိုပြီးတော့ပြောနေတယ်။သူတို့ပြောနေတာကတော့စရင်စရားနဲ့ပြောတယ်ဆိုလို့ရှိရင် 380ပတ်ဝန်းကျင်ပေါ့တိုင်ရင်တစ်ခုကို380ပတ်ဝန်းကျင်လောက်ထောက်ပံ့နေသို့တော့အဲ့ဒီထောက်ပံ့နေ380ဟာတလောက်ကိုတစ်ခါလဲလာတာမဟုတ်ဘူးပုံမှန်ရတာမဟုတ်ဘူး3လပြည့်မှတစ်ခါရတာတော့ဟာ6လပြည့်မှတစ်ခါရတာတော့ပေးခြင်းပေးတယ်မပေးခြင်းမပေးဘူးဆိုတဲ့ပုံစံမျိုးနဲ့ PDF တိုင်ရင်တွေကိုထောက်ပံ့နေတဲ့ပုံစံရှိအဲ့တော့380ကိုကျွန်တော်တို့ကနိုင်ငံသားငွေစရင်းစရင်းစရားနဲ့တွက်မယ်ဟေးဆိုလို့ရှိရင် သိန်း80ဆိုတာအမေရိကန်ဒေါ်လာ2000လောက်ပဲရှိဒီနေ့ခေဒီနေ့ငွေစည်းဒီနေ့အချိန်နဲ့ပြောရဲဟေးဆိုလို့ရှိရင်သိန်း80ဆိုတာအမေရိကန်ဒေါ်လာ2000လောက်ပဲရှိအမေရိကန်ဒေါ်လာ2000ပတ်ဝန်းကျင်ကိုတော့မှတက်ရင်းတိုင်းကိုလာတိုင်းမပေးဘူးအမေရိကန်ဒေါ်လာ2000လောက်ကိုတော့မှတက်ရင်းတိုင်းကို ပုံမှန်ရအောင်မပေးနိုင်ဘူးဆိုတဲ့အခါမှာ ဒီ MOD အောက်ကနေတိုက်ရင်းနေတဖြည်းဖြည်းနဲ့ထွက်သွားတဲ့ဟာဟာဘာမှအံ့ဩစရာမဟုတ်တော့ပြည်သူလူထုအနေနဲ့တည်တည်ချာချာစဉ်းစားဖို့လိုတဲ့ကိစ္စကို ပြောတာနော် NUG အစိုးရကာကွယ်ရေးဌာနကတကယ်မြေပြင်မှာ တိုက်ခိုက်နေတဲ့ PDF တိုက်ရင်းတွေကိုတလားကိုဒေါ်လာ2000တောင်မှ မထောက်ပံ့နိုင်ဘူးတလားကိုဒေါ်လာ2000တောင်မှ ပုံမှန်မပေးနိုင်ဘူးဆိုတော့အနေအထားတွေဖြစ်ကုန်နေဆိုတဲ့ဟာကအခု KDR KNDF တို့အဲ့လိုမျိုးနဲ့သွားပေါင်းတဲ့အဖွဲ့အစည်းတွေနော် MOD လောက်ကနေထွက်သွားတဲ့တိုက်ရင်းတွေဒါကရင်ပြည်နယ်မှာရှိနေတဲ့ကိုဇွဲတို့တိုက်ရင်းတွေပေါ့ဒီလိုတိုက်ရင်းတွေကိုတည်တည်ချာချာကြည်ချင်းအားဖြင့် NUG ရဲ့ကာကွယ်ရေးဦးစီးချုပ်နော်ကာကွယ်ရေးဌာနတို့ အန်ယူဂျီရဲ့စီမံခန့်ခွဲရေးဟာကျွန်တော်တို့လက်နက်ကင်တော်လှန်ရေးအဖွဲ့အစည်းတွေလက်နက်ကင်တိုက်ပြီးတော့အသက်ပေးနေတဲ့ PDF တွေကိုသူတို့ဘလောက်အလေးထားသလဲသူတို့ဘလောက်တန်ဖိုးထားသလဲသူတို့ဘလောက်ပံ့ပိုးသလဲဆိုတဲ့အပေါ်မှာမူတည်သွားပြီတရင်တရင်ကိုဒေါ်လာ2000လောက်ကိုတောင်မှလာတိုင်းမထောက်ပံ့နိုင်ဘူးလာတိုင်းလက်ပတ်အောင်မပေးနိုင်ဘူး လာတိုင်းပုံမှန်မပေးနိုင်ဘူးပေးခြင်းပေးမယ်မပေးခြင်းမပေးဘူးဒီအခါကျတော့ဒီလက်နက်ကင်တော်လှန်ရေး PDF အဖွဲ့အစည်းတွေဟာမဟာမိတ်တွေနဲ့ပူးတွဲနေရတယ်ကိုရက်ကိုရွာကိုဒေသမှာကိုနေတယ်ဒေါ်လာ2000လောက်ဒေါ်လာ2000လောက်ကိုတောင်မှလာတိုင်းပုံမှန်မပေးနိုင်တဲ့အန်ယူဂျီ MOD ကို သူတို့ဘလို့အားကိုးမလဲဒီတော့အန်ယူဂျီကိုထောက်ခံတဲ့သူတွေ နော်အန်ယူဂျီကို လေးစားတဲ့သူတွေအန်ယူဂျီကို ကိုးကွယ်တဲ့သူတွေအန်ယူဂျီထိရင်မခံဘူးဆိုတဲ့လူတွေတည်တည်ချာချာစဉ်းစားဖို့လိုလာပြီကျွန်တော်အခုပြောနေတဲ့ဟာတွေအကုန်လုံးကခမားတို့တနာ ਈ နှစ်နာ ਈ အချိန်ပေးနိုင်လို့ရှိရင်အွန်လိုင်းမှာအကုန်လိုက်ကြည့်လို့ရတဲ့ဟာတွေကြီးပဲ ရှမ်းပြည်တောင်ပိုင်းကအဖွဲ့အစည်းက KNDF နဲ့ပေါင်းတယ်ပေါင်းတဲ့အချိန်မှာသူတို့အဖွဲ့အစည်းအကုန်လုံးကရဲဘော်တွေအကုန်လုံးကလက်နက်အပြည့်အစုံရသွားတယ် MOD နဲ့ပေါင်းမဲ့ဟေးဆိုလို့ရှိရင်ထမင်းစားဖို့တောင်မှတလားကိုဒေါ်လာ2000လောက်လက်အချိန်ကြီးရောက်မလာဘူးဒီတော့ ့ MOD ကို ထောက်ခံတဲ့ NUG ကို ထောက်ခံတဲ့ MOD ကိုထောက်ခံတဲ့ NUG ကိုအားကိုးတဲ့ MOD MOD ကိုအားကိုးတဲ့ဆိုတဲ့ပြည်သူလူထုအနေနဲ့ကခမားတို့ကိုအခုပြောပြနေတဲ့ငင်းချမ်းအောင်တို့အခုလာကြည့်နေတဲ့နိုင်နိုင်တို့ဒီလိုလူတွေကိုခမားတို့လိုက်ဆဲမနေနဲ့လိုက်ပြဿနာရှာမနေနဲ့ခမားတို့ကိုယ်တိုင်တည်တည်ချာချာမေးဖို့လိုတယ်တရင်တရင်ကိုဒေါ်လာ2000လာတိုင်းပုံမှန်မပေးနိုင်ဘူးတကယ်တကယ်တမ်းကျတော့ ဗမာငွေ380သိန်း100ဆိုတဲ့ဟာကဗမာပြည်သူတွေအတွက်ကဘာမှမဟုတ်တော့ဘူးပုံမလင်းလင်းပြောရင်တစ်ထဲတယောက်တောင်မှလတ်တိုင်းသိန်း100လောက်ပေးပြီး PDF တိုက်ရင်းကိုတစ်ထဲဆိုသိတောင်မှချမ်းသာစရာမလိုဘူးနော်ပုံမှန် လုပ်ငန်းလုပ်နေတဲ့လုပ်ငန်းရှင်တယောက်တောင်မှ PDF တိုက်ရင်းတွေကိုတစ်လကိုသိန်း100လောက်ထောက်ပံ့နိုင်တဲ့အနေအထားခင်ဗျားတို့ UNG က ဝင်ကြီးတွေလစာတော်မှတလောက်ဒေါ်လာ2000ကမှမဟုတ်ဘူးဝင်ကြီးတယောက်ရဲ့လစာတလောက်ဒေါ်လာ2000မကပေမဲ့တရင်တရင်လုံးအတွက်ဒေါ်လာ2000လောက်ကိုကြတော့လာတိုင်းပုံမှန်မပေးနိုင်ဒီတော့ PDF တွေကတိုင်းရင်းသားအဖွဲ့အစည်းတွေတိုင်းရင်းသားနယ်မြေတွေမှာနေရတယ်တကယ်လက်တွေ့ရင်ဆိုင်နေရတယ်ရန်သူနဲ့စစ်တပ်နဲ့တိုက်နေရတဲ့ဆိုတဲ့လူတွေဟာ MOD ကို အချိန်ကြားလာတာနဲ့အမျှယုံကြည်မှုတွေညှော့နေလာမယ် MOD ကိုအားမလို့အားမရတွေဖြစ်လာမယ်ဒီလိုမျိုးတွေဖြစ်လာတဲ့အခါမှာ MOD အောက်ကနေ PDF တွေခွဲထွက်သွားတာဟာ PDF တွေရဲ့အပြစ်မဟုတ်တော့ဘူးခမားတို့ MOD ရဲ့စီမံခန့်ခွဲမှုတွေ MOD ရဲ့လောက်ကင်ဆောင်ရွက်မှုတွေဒီအပေါ်မှာမူတည်ပြီးတော့အခုလိုမျိုး PDF တွေနဲ့နော် အန်ယူဂျီနဲ့အကွဲပြဲတွေဖြစ်လာရတဲ့ဆိုတဲ့ဟာကိုခမားတို့သေသေးချာချာစဉ်းစားဖို့လိုတယ်တလားကိုဒေါ်လာ2000လောက်ကိုတောင်မှဝင်ကြီးတယောက်ရဲ့မုတ်ဖိုးတောင်မရှိဘူးကတော့ပါရဲ့ဝင်ကြီးတယောက်ရဲ့မုတ်ဖိုးမုတ်ဖိုးအရက်တော့တဲ့အရက်ဖိုးကိုမပြောသေးဘူးဝင်ကြီးတယောက်ရဲ့မုတ်ဖိုးမရှိတဲ့ဟာတောင်မှ PDF အောက်ကတိုက်ရင်းတွေမြေပြင်ကတိုက်ရင်းတွေကိုလာတိုင်းမပေးတဲ့အဖွဲ့အစည်းဖြစ်နေတယ်ခမားတို့ UNG အလှူငွေတွေဘလောက်ရလဲ အန်ယူဂျီကနေပြောထားတာရှိတယ်ကိုနေဖုံးလက်တို့ပြောထားတာရှိတယ်သူတို့မှာပုံမှန်အားဖြင့်တော့မှ အမြဲတမ်းလှူးနေတဲ့လူတွေကြောင့်เนาะဒေါ်လာတသန်းလောက်လာတိုင်းဝင်ငွေရှိနေတယ်လူတွေအမြဲတမ်းအန်ယူဂျီကိုလှူပါမယ်ဆိုပြီးတော့သူတို့ကိုလှူထားတဲ့ဟာတော့မှဒေါ်လာတသန်းလောက်လာတိုင်းဝင်ငွေရှိနေတယ်ဒါပေမဲ့ဒေါ်လာ2000 အောက်ခြေကရဲဘော်တွေရှိမရောက်ဘူးဘယ်တွေရောက်သွားလဲဝင်ကြီးဌာနအဖွဲ့တွေဝင်ကြီးဌာနသားသမီးတွေဝင်ကြီးတွေနော်ဒီသူတို့ရဲ့ဘယ်လိုပြောမလဲဆိုတော့နိုင်ငံရခြားမှနေတဲ့အစိုးရအဖွဲ့အစည်းတွေသုံးတဲ့ဟာတောင်မှမလောက်ဘူးဖြစ်ပြီးတော့အောက်ခြေက PDF တွေကိုကြတော့ဗမာစစ်တပ်လိုပဲဖြစ်နေတယ်။နော်ဒီ UNG MOD လုပ်နေတဲ့ပုံစံကိုပြောပြတာဗမာစစ်တပ်လိုပဲဖြစ်နေတယ်။အရာရှိကြီးတွေအကုန်လုံးကတော့ချမ်းသာနေတယ် အောက်ခြေရရဲဘော်တွေကတော့ရွာဝင်ဓမြတရွာဝင်ဟိုဘယ်လိုပြောမလဲမဒိန်ကြည့်ရွာဝင်နွားတဆားဆိုတဲ့စစ်တပ်ကလိုမျိုးဖြစ်လာတယ်ဒါပေမဲ့တော်လှန်ရေးအဖွဲ့အစည်းတွေကြတော့စစ်တပ်နဲ့မတူဘူးလေကြီးဆက်တွေဆိုတာထမင်းငတ်လို့တော်လှန်ရေးလာလောက်တာမဟုတ်ဘူးဒီဆရာနာရှင်စနစ်ကိုတိုက်ဖို့အတွက်တော်လှန်ရေးလာလောက်တာဒီတော့ကျွန်တော်တို့ PDF တွေကရွာဝင်ဓမြမတိုက်ဘူး PDF တွေကရွာဝင်လို့ရှိလို့ရှိရင် ။ဟိုနွားပြစ်မစားဘူး။ဘာဖြစ်လာလဲဆိုတော့ MOD ကိုအယုံကြည်မဲ့ပြီးတော့ကိုဟာကိုရံမုံငွေတွေရှာတဲ့အခါမှာမင်းတို့ NUG ရှိချင်းမရှိချင်း MOD ရှိချင်းမရှိချင်းက PDF တွေအတွက်ဘာမှဘယ်လိုပြောမလဲအရေးပါအရာရောက်တဲ့အထဲမှာမပါဘူးတက်မရှိဘဲနဲ့ NUG ရဲ့ MOD ကစစ်ဦး MOD ဖြစ်နေတဲ့အခါမှာ ခမားတို့ပြည်သူလူထုက NUG ကိုဘယ်လိုကိုးစားမလဲ ား MOD ကိုဘလို့ကိုးစားမလဲလက်နက်ကင်တော်လန်ရေးတိုက်ပွဲလုပ်နေတဲ့အချိန်မှာ NUG ကိုကိုးစားလို့မရဘူး MOD ကိုကိုးစားလို့မရဘူးဆိုလို့ရှိရင်ခမားတို့ပြည်သူ လူထုအနေနဲ့ကိုနေရဒေတာမှာရှိနေတဲ့ PDF အဖွဲ့အစည်းတွေကိုဘလို့ထောက်ပံ့မလဲတိုင်းရင်းသားတော်လန်ရေးအဖွဲ့အစည်းတွေကိုဘလို့မျိုးအိုးထောက်ပံ့မလဲ၊ကူညီမလဲ။တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ PDF တွေနဲ့ပေါင်းပြီးတော့ဒီစစ်တပ်ကိုဘယ်လိုတိုက်မလဲ ဒီလိုကိစ္စမျိုးကိုပဲစဉ်းစားရတော့မယ်အနေထားရှိလာတယ်ဒါကကျွန်တော်ပထမပြောမယ့်အချက်အခုခမားတို့တည်တည်ချာချာစဉ်းစားလို့ရသွားပြီလာတိုင်းတန်းလောက်ဝင်ငွေရှိနေတဲ့အဖွဲ့အစည်း NUG ဟာဘယ်သူမှနော်ဟို project တွေဒီ project တွေမပါတော့မှအ ਨੇ စုံအ ਨੇ စုံတန်းလောက်ဝင်ငွေရှိနေတဲ့အဖွဲ့အစည်းဒါကျွန်တော်ပြောတဲ့တန်းလောက်ဆိုတာနိုင်ငံတကာကလှူတာပဲရှိသေးတယ်နော်ပကဖတို့သူကသူပါသုံးလုံးအဖွဲ့တွေဖွဲ့ပြီးတော့ အလောင်းတော့ကတ္တဖဟိုတတော်ကြီးရောင်းစားတာတို့เนาะဂိတ်တွေတားပြီးတော့ဟိုအခွန်ကောက်တာတို့အဲ့ဒါတွေတခုမှမပါသေးဘူးအဲ့ဒါတွေတခုမှမပြောသေးဘူးဒီတော့ဘာဖြစ်လာလဲဆိုတော့ NUG နဲ့ MOD နဲ့ပကဖတွေအကုန်လုံးကစစ်တပ်လိုပဲဖြစ်လာတယ် NUG မှာရှိတဲ့ဝင်ကြီးတွေ NUG မှာရှိတဲ့အရာရှိတွေအကုန်လုံးကချမ်းသာကြွယ်ဝနိုင်ငံရခြားမှာနေပေါ့ ပြီးသွားလို့ရှိလို့ရှိရင် UNG ကိုထောက်ခံတဲ့ UNG ကဖွဲ့ပေးထားတဲ့ပကပားတွေကြတော့အကောက်အခွန်တွေအကုန်ကောက်ပြီးကိုယ့်ဟာကိုယ်ချမ်းသာကြတာပေါ့တကယ်အသက်ပေးပြီးတိုက်တဲ့ PDF တွေကြတော့ UNG အောက်မှာသာပြောထားပြီးလဲပြောထားပြီးတော့ဘာမှမရမပြုတ်တဲ့အခါ PDF တွေအကုန်လုံးကဒီအကုန်လုံးနီးနီးကပေါ့ပြောလို့ရှိလို့ရှိရင် MOD ကိုအားမကိုတော့ဘူးနိုင်ငံရေးအရာတော့ MOD အောက်မှာရှိနေတဲ့ UNG အောက်မှာရှိနေတယ်ဆိုတော့ပုံစံပဲရှိတော့တယ်ပုံပြလင်းလင်းပြောရင်ဒါဗမာပြည်မှာဒီလိုဖြစ်သွားတယ် နောက်တစ်ချက်ကဗမာလူမျိုးတွေအရန်အားကိုးတဲ့အမေရိကန်ပထဝီနိုင်ငံရေးအရာတွေသင်္ချာနိုင်ငံရေးအရာတွေဗမာပြည်ကဒီလိုဖြစ်လာတယ်ဒီနေ့ဒီခေတ်ဒီအချိန်ကာလမှာဒီနေ့ဒီအချိန်ဒီကာလမှာအမေရိကန်မှာသမရထရန့်တက်တယ်ပေါ့ပွင့်ပွင့်လင်းလင်းပြောရင်ကျွန်တော်တို့ဥရောပအမြင်နဲ့နိုင်ငံတကာအမြင်နဲ့ကြည့်တယ်ဆိုလို့ရှိရင်ထရန့်ဆိုတာကပူတင်ရဲ့ကစားစရာအယုတ်လို့ဖြစ်နေပြီ ဒါအမေရိကန်မှာရှိနေတဲ့ဗမာတွေကခံနိုင်ခြင်းမခံနိုင်မယ်အမေရိကန်မှာရှိနေတဲ့အမေရိကန်နိုင်ငံသားတွေကခံနိုင်ခြင်းမခံနိုင်မယ်ဒါပေမဲ့ကျွန်တော်တို့ဥရောပမှာရှိနေတဲ့သူတွေနဲ့နိုင်ငံတကာကလူတွေပြောနေစုံနေဆွေးနွေးနေတဲ့ဟာတွေကိုကြည့်လိုက်တယ်ဟိဆိုလို့ရှိရင်ခမားတို့ပြောနေတဲ့ဟိုတမရထရန်ဆိုတာပူတင်ရဲ့ကစားစရာအယုတ်တော့အယုတ်အဆင့်တော့မှမရှိသလောက်ဖြစ်နေပူတင် တံပါပေးလို့ရှိလို့ရှိရင် click 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 ဆိုပြီးထခုံနဲ့အဆင့်လောက်ပဲရှိနေဗမာပြည်နဲ့ကျွန်တော်ကဘလို့ဆက်ဆက်လဲဆိုတဲ့ကိစ္စကိုမပြောခင်မှာခမားတို့ကိုဥပမာတွေပေးတာဥရောပသမကအမြင်ဥရောပနိုင်ငံရေးသမားတွေပြင်သစ်တို့ဂျာမနီတို့ဖင်လန်တို့ကနေပြီးတော့နိုင်ငံရေးဝေဖန်သုံးသပ်တဲ့သူတွေအကုန်လုံးက Trump ဆိုတဲ့လူဟာ American သမရ Trump ဆိုတဲ့လူဟာ Putin ကျိုးဆွဲရကတဲ့အဆင့်ထက်တောင်မှနည်းနည်းနှိမ့်နေသေးတယ်။ဥပမာထရန်နေပြီးတော့ဗျာသူ့တန်တမန်နေသူ့ကသူအကုန်သွားပြီးတော့ပြောချင်းပြောမယ်လှုပ်ချင်းလှုပ်မယ်ပေါ့။သူ့ကသူဘလောက်ပဲလှုပ်လှုပ်ပြောပြောပေါ့။ရှေ့ဆက်ပြီးတော့ဖြစ်လာပြီးတော့ထရန်ယူကြောင်ပြီးတော့ဟိုသူ့ကိုချတာမခံနိုင်လို့ထအော်ဝင်တော့မပြောတာဘူးပေါ့။လောလောဆယ်အခြေအနေမှာထရန်ဆိုတဲ့လူဟာပူတင်လှုပ်တဲ့ဟာမှန်သမျှကိုခန်းနေရတဲ့အဆင့်ပဲ ဒီတော့ဗမာပြည်နဲ့ဘလို့ဆက်ဆက်လာလဲဆိုတော့ဗမာပြည်မှာတရုတ်ကဝင်လာခမားလည်းသိတယ်ကျွန်တော်လည်းသိတယ်ဗမာပြည်မှာရှိနေတဲ့လူတွေအကုန်လုံးသိတယ်ခမားတို့ကျွန်တော်တို့တွေမဟုတ်ဘူးခွေးတွေရအစားသိတယ်ငါတို့ခွေးတွေလည်းအချိန်နေမကောင်းဘူးတရုတ်ပြည်ကခွေးသားစားတဲ့ပွဲတော်ရှိလို့ရှိရင်ငါတို့လည်းအနေအဆားမချအောင်ဆိုတာဗမာပြည်ထဲမှာရှိတဲ့ကျွန်တော်တို့ပြည်သူလူထုနော်ဦးနှောက်ရှိတဲ့ခြေနှချောင်းနဲ့မတ်တိုက်ရပြီးတော့လမ်းလျှောက်တဲ့လူမှမဟုတ်ဘူးခွေးရအစားသိတယ် တရုတ်ပြည်မှာငါအကုံသွေးရေးစစ်ပွဲတွေဖြစ်လို့ပေါ့တရုတ်ပြည်မှာစီးပွားရေးတွေကြက်တဲတာတို့ဘာလို့ဆိုပြီးပြောမနေနဲ့တရုတ်ပြည်မှာစီးပွားရေးကြက်တဲပြီးဟေးဆိုလို့ရှိရင်ဗမာပြည်သူတွေတွေမဟုတ်ဘူးဗမာပြည်ကခွေးတွေတောင်မှအနေအဆားမချောင်ဘူးဆိုတာဗမာပြည်မှာလူရောခွေးရောအကုန်သိတယ်မသိရင်တော့မသိတဲ့လူပေါ့ဒီတော့ဗမာပြည်မှာတရုတ်ကဝင်နေအဲ့ဒီအပြင်မှာမှဗမာပြည်မှာရုရှားကလည်းဝင်ပြီးတော့ကလပ်ဖန်ထိုးနေတယ် တော်ကြာကြလို့ရှိရင်အလူမျိုးဆက်ရုံသေးလေးတွေစောက်မယ်ပြောတယ်တော်ကြာကြလို့ရှိရင်ဒဝဲစိတ်ကန်းကိုရုရှားတွေယူမယ်ပြောတယ်အဲ့တော့ထရန့်လိုကောင်မျိုးတက်နေတဲ့အချိန်ထရန့်လိုကောင်မျိုးတက်နေတဲ့အချိန်ထရန့်လိုသမရမျိုးတက်နေတဲ့အချိန်မှာတရုတ်ကရုရှားရဲ့နှစ်နိုင်ငံဗမာပြည်မှာဝင်ရှုပ်ရင်ထရန့်ဆိုတဲ့ကောင်ကဗမာပြည်ထဲမှာဝင်ရှုပ်ရဲမလားပြည်သူလူထုကိုမေးကြည့်တာအခုကြည့်နေတဲ့လူတွေကိုမေးကြည့်တာ နှောက်ကြည့်မဲ့လူတွေကိုထပ်ပြီးတော့မေးကြည့်တာခံလန်မန်းပေါ်တော့ချင်းရအစမေးကြည့်တာဗမာပြည်မှာခင်ဗျားတို့အခုပြောနေတဲ့ကိစ္စတွေအကုန်လုံးကတရုတ်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 တကယ်တကယ်တမ်းကျတော့တရုတ်တရုတ်တရုတ်တင်မဟုတ်ဘူးရုရှားကလည်းအနည်းနဲ့အများဆိုသလိုဗမာပြည်တွင်းရေးထဲမှာဝေရှုံနေတယ်ရုရှားကလည်းအနည်းနဲ့အများဆိုသလိုမင်းအောင်လိုင်ကိုထောက်ခံထားတယ်ရုရှားကလည်းအနည်းနဲ့အများဆိုသလိုမင်းအောင်လိုင်နဲ့အကျိုးစီးပွားလုပ်နေ ဒီတော့တရုတ်ကရုရှားရဲ့ပားနေတဲ့နိုင်ငံတစ်ခုမှာတရုတ်ကရုရှားရဲ့ခြေရှုပ်နေတဲ့နိုင်ငံတစ်ခုမှာထရန့်လိုမျိုးစီးပွားရေးသမားလိုလိုဂျာကူလီလိုလိုဖာကောင်လိုလိုဘာကောင်မှမသိတဲ့ကောင်အဲ့ဒီကောင်ကဝင်းရှုပ်ရဲမဲ့ထင်းနေလားအကယ်၍များထရန့်လိုမျိုးကောင်ကဝင်းရှုပ်ရင်ရောရှုပ်လို့ရမဲ့ထင်းနေလား ဒီခါဒါဘာတွေပြောကျင်လဲဆိုတော့ဟဲ့အောင်ငင်းညံ့မင်းကအန်ယူဂျီကိုလည်းအားကိုးလို့မရဘူးပြောပြီ အမေရိကန်ကိုလည်းအားကိုးလို့မရဘူးပြောပြီကျွန်တော်ပြောကျင်တဲ့ကိစ္စကျွန်တော်ပြောကျင်တဲ့ကိစ္စကဗမာပြည်သူပြည်သားတွေတိုင်းရင်းသားတွေကိုယ်ကိစ္စကိုကိုယ်တည်တည်ချာချာလုပ်ရတော့မှာဗမာပြည်သူပြည်သားတွေဘာလို့ကျင်လဲတိုင်းရင်းသားတွေဘာလို့ကျင်လဲလိုချင်လို့ရှိလို့ရှိရင်ကိုအားကိုကူရမယ် ကိုဟာကိုတိုက်ယူရမယ်ဆိုတဲ့ကိစ္စကိုပြောခြင်းလို့ဒီအချက်နှစ်ချက်ကိုကျွန်တော်ပြောတာဖြစ်တယ်။အဲ့တော့အကုံလုံးကိုညီကုန်းပြန်ပြီးတော့ချုပ်လိုက်ရမယ်ဆိုရင် PDF တက်ရင်းနေဘာဖြစ်လို့ MOD ကထွက်သွားလဲ။တလားကိုဗမာငွေ300လောက်တလားကိုဒေါ်လာ2000လောက်လာတိုင်း PDF တွေကိုမပေးနိုင်တဲ့အဖွဲ့အစည်းမထောက်ပံ့နိုင်တဲ့အဖွဲ့အစည်းမကူညီနိုင်တဲ့အဖွဲ့အစည်းမကူညီခြင်းတဲ့အဖွဲ့အစည်း အစိုးရနာမည်ခံထားပြီးတော့အသက်ပေးပြီးတိုက်ခိုက်နေတဲ့ PDF တိုက်ရင်းနေဒီ PDF တိုက်ရင်းနေရှိလို့ NUG မှာစစ်တပ်ရှိတယ်ဆိုပြီးအပြောခံရတာဒီ PDF တိုက်ရင်းနေကိုဗမာငွေ300လောက်ဒီ PDF တိုက်ရင်းနေကိုဗမာငွေဒေါ်လာ2000လောက်တောင်လာတိုင်းမပေးနိုင်တဲ့အဖွဲ့အစည်းမပေးကျင်တဲ့အဖွဲ့အစည်းပေးဖို့ဆန္ဒမရှိတဲ့အဖွဲ့အစည်းကို PDF တွေစွန့်ခွာသွားတဲ့ကိစ္စသည် PDF တွေအပြစ်မဟုတ်ဘူး။ NUG ဘာလုပ်နေလဲဘာကိုင်းနေလဲ NUG ကိုလှူးနေတဲ့သူတွေ NUG ကိုကူးနေတဲ့သူတွေ NUG ကိုပြန်မေးရမယ်ကိစ္စခမားတို့ပြောတဲ့ Dragon Fly တို့နော် Dragon Fly တို့ Dragon Fly တို့အဲ့ဒါတွေမပါသေးဘူးကျွန်တော်ပြောနေတာသူတို့လာတိုင်းရနေတဲ့ဒေါ်လာတစ်သန်းလောက်သူတို့အခွန်တွေရနေတဲ့အထဲတဲရနေပြီးတော့ တလှကို PDF အဖွဲ့အစည်းတွေကိုဒေါ်လာ2000လောက်ဗမာငွေ3100လောက်တောင်မှလာတိုင်းလက်ပတ်အောင်မပေးနိုင်တဲ့အဖွဲ့အစည်းဒါက UNG ကဘာအခင်းအကျင်းမှာပူတင်ရဲ့ရုပ်သေးရုပ်အစ်စ်အောင်မရှိတဲ့ Trump ကအမေရိကန်ဆိုတဲ့ကောင်တွေကဗမာပြည်နိုင်ငံရေးကိုဘလို့ပါမလဲတရုတ်ကရုရှားရဲ့ခြေရှုပ်နေတဲ့နိုင်ငံမှာ အမေရိကန်ဝင်းပါရင်ရော အမေရိကန်ပွဲတိုးပါမလားဒီလိုအခြေအနေမျိုးဖြစ်တဲ့အခါမှာထပ်ပြီးတော့ပြောပြရစေပြည်သူလူထုဟာကိုရကိုရကိုဒေတာမှာကိုရကိုရကိုဒေတာကိုဘသူတွေကာကွယ်နေသလဲကိုလူမျိုးကိုဘာသာကိုလူမျိုးကိုရကိုရကိုဘသူတွေကာကွယ်နေလဲဘသူတွေကကိုရကိုရကိုဒေတာလွတ်မြောက်ရေးအတွက်လုပ်နေလဲ လုတ်တဲ့လူကိုပဲအားပေးပါလုတ်တဲ့လူကိုပဲကူညီပါလုတ်တဲ့လူကိုပဲပံ့ပိုးပါ လုတ်တဲ့လူတွေနဲ့ပဲလက်တွဲကြပါပြောရင်းနဲ့ဒီ life ကိုညီကုန်းချုပ်ပါတယ်အားလုံးပဲအခုကျွန်တော်ပြောတဲ့ဟာတွေအချက်လက်တွေကိုကိုယ့်ဖာသာကိုပြန်ပြီးတော့လဲသုံးသပ်ဆင်ခြင်နိုင်ရပါတယ်ကမ္ဘာနိုင်ငံရေးတွေမြန်မာနိုင်ငံရေးတွေမပြောနဲ့ခမားတို့ကိုယ်ွယ်ယုံကြည်လေးစားနေတဲ့ MOD ဟာ PDF တိုက်ရင်းတွေကို မပေးကျင်လား ယူမဆိုင်တာလားပေးခြင်းပေးမဲ့မပေးခြင်းမပေးဘူးလောက်တာလားဆိုတဲ့ဟာကိုဟောက်ကိုပြန်မေးရင်းနဲ့ဒီ live ကိုကြည့်ပြီးတော့အများလူငါသိအောင်ဝေမျှပေးစေချင်ပါတယ်ကျွန်တော်ကတော့ခင်ဗျားတို့သိတဲ့အတိုင်းညီညာအောင်ပါအစဉ်ပြေတာနဲ့ကျွန်တော်ဒီခင်ဗျားတို့တွေထပ်ပြီးတော့ဝေဖန်သုံးသပ်နိုင်အောင်ကျွန်တော်ဒီ live တွေကိုထပ်ပြီးတော့ပြောပြပါမယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ပထမ live နှစ်ခုမှာအတန်မကောင်းတာတို့နော်ပြတ်တောင်းပြတ်တောင်းဖြစ်သွားတဲ့ဟာမှာ ဟိုစိတ်ညိုညင်သွားလို့ရှိရင်ကျွန်တော်ကိုခွင့်လွှတ်ကြပါဆိုပြီးတော့ပြောပါတယ်အခုနေပူးလာပြီလဲပြောတယ်မိုးရွာပြီလဲပြောတယ်ကြမ်းမရေးကိုအထုကယူဆိုင်ကြပါကျွန်တော် live စဖွင့်တဲ့အချိန်မှာပြောသလိုပဲအသက်ကိုညံဆောင်ပါတယ်တယောက်နဲ့တယောက်ဖေးမှကူညီကြပါကိုချင်းစာတရားထားကြပါဆရာနာရှင်စနစ်ကိုဘာကြောင့်တတ်ရမလဲဘာကြောင့်အမြင့်ပြအောင်တတ်ရမလဲဘာကြောင့်ငါတို့တတ်ရမလဲဘာကြောင့်ငါတို့မဝရမလဲဆိုတာမသိသိအောင်အရင်ဆုံးလဲကိုကိုကိုပြန်ပြီးစမ်းစစ်သုံးသပ်လေ့လာကြပါလို့ပြောရင်းနဲ့ဒီ live ကိုညီကုန်းချုပ်ပါပြီကျေးဇူးများတင်ပါတယ်